အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ဒီကနေ့2025ခုနှစ်ဂျွန်လ12ရက်နေ့ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရမယ့်အချိန်ရောက်ရှိလာပါပြီပြည်သူပေါင်းကိုဒေါ်လာနေသစ်ပါလို့နှုတ်ခွန်းဆက်တာပါတယ်ခင်ဗျာအဲ့တော့ဒီကနေ့မနက်မှာထူးထူးခြားခြားနားဆင်ရမယ့်သတင်းတွေကပထမဆုံးနားဆင်ရမယ့်သတင်းကတော့မန္တလေးမှာ အကြမ်းမဲ့စစ်ရှုံးကောင်စီတပ်ရဲ့လက်အောက်ခံပြည်သူစစ်တွေကလမ်းသွာလမ်းလာလူငယ်တွေကိုနိုင်ထက်စီးနှင်းပြုကျင့်နေတဲ့ရုပ်သံဖိုင်တစ်ခုကိုကျွန်တော်တို့ရရှိထားပါတယ်အဲ့တော့ ဲ့ဒီရုပ်သံဖိုင်ကိုကျွန်တော်တို့ဒီကနေ့မနက်ခင်းမှာကြည့်ရှုရင်းနဲ့တရင်ကိုစတင်ရအောင်ပါအဲ့တော့ဒီမှာစစ်အုပ်ထုတ်စောင်းထားတဲ့ဆိုင်ကံပေါင်းတဲ့လူငယ်တွေပဲအရွယ်တွေကတော့မတိမ်မရိမ့်ပဲမတိမ်မရိမ့်ပဲ အဲ့တော့လူငယ်၄ယောက်ကဆိုင်ကတစည်းကိုစီးနေတဲ့ချိန်မှာနောက်ကနေပြီးတော့အဲ့ဒီစစ်အုပ်ထုပ်စောင်းထားတဲ့ပြည်သူစစ်လူငယ်တွေကခုလိုမျိုးဝိုင်းဝန်းပြီးတော့နေဆက်နေရပါဟုတ် ်ဘူးနဲ့ပေါင်းတာကိုဟာအော်နော်အော်မေလို့နော်အော်တော့ဆက်ရှော့တာမင်းဆိုတာအဲ့တော့အရွယ်တွေကတော့ငငယ်ပဲရှိပါသေးတယ်အရိုက်ခံရတဲ့လူငယ်လေးတွေကလည်းငယ်ပါသေးတယ်အဲ့တော့ပြည်သူစစ် စခွေအနက်နည်းနည်းပဲထွက်သေးပေမယ့်အာနာပါဝါကိုဘလောက်ထိပြခြင်းနေလဲနောက်တစ်ချက်ကအဲ့တော့ကျွန်တော်တို့ဒီပွဲကသာ မနိုင်ဘူးဆိုရင် နောက်မှာကြံခဲ့တဲ့မျိုးဆက်တွေကျွန်တော်တို့ရဲ့မျိုးဆက်တွေကိုလည်းဒီဖက်စစ်တပ်အတိုင်းဝိုင်းကဘလောက်ထိနိုင်တဲ့စီးနှင်းပြုကျင့်မလဲဆိုတဲ့အကြောင်းအရာကိုတက်လှမ်းပေးလိုက်တာဖြစ်ပါတယ်အဲ့တော့ ဆက်ရှုံးကောင်စီနဲ့ပတ်သက်ပြီးတော့ပြည်သူစစ်ပဲဖြစ်ဖြစ်ပြူစောထီပဲဖြစ်ဖြစ်ဘလိုမျိုးနေရာအနေထားပဲရှိနေပါစေပြည်သူလူထုအပေါ်ကိုလူငယ်ချင်းချင်းတော်မှအခုမန္တလေးမြို့ပေါ်မှာအခုလိုရန်ရန်ကားကားနဲ့စီထားတဲ့ဖရက်နဲ့ချွတ်ပြီးတော့အဲ့ဒီလူငယ်လေးတွေကိုရိုက်နှက်တယ်နှိမ့်ဆက်တယ်ဆဲဆိုတယ်ဒါကကျွန်တော်ခုနကပြောခဲ့တဲ့လူမျိုးဒီလူမျိုးစစ်ရှုံးကောင်စီတက်တဲ့ပူပေါင်းပတ်သက်တဲ့သူမှန်သမျှဟာဖက်စစ်အသွင်သဏ္ဍာန်ဆောင်ပြီးဖက်စစ်ဇယိုက်ကတော့ သွေးအပြည့်ပါပဲဖက်စစ်သွေးအပြည့်ပါပဲအဲ့တော့ဒီပွဲကိုနိုင်အောင်မဖြတ်နိုင်ဘူးဆိုရင်တော့ကျွန်တော်တို့ရဲ့နောက်ကြံခဲ့တဲ့မျိုးဆက်အတွက်ဘယ်လိုမျိုးအနေထားရှိလာမလဲဆိုတာကိုမိမောင်းထိုးပြနေတဲ့ဖြစ်ရတဲ့လောက်ရတဲ့တွေ့ကြုံရတဲ့အကြောင်းအရာတွေဖြစ်ပါတယ်တော်တော်ဒေါသထွက်เสียရကောင်းပြီးတော့စိတ်မချမ်းမြေ့เสียရဖြစ်စင်ပါအဲ့တော့ကျွန်တော်နောက်ထပ်သတင်းတစ်ပုဒ်ကိုဆက်ပြီးတော့သွားရအောင်ပါနောက်သတင်းကတော့ဒီရက်အတွင်းမှာဆိုင်ငယ်တွေ ဒီလိုင်စင်မဲ့ကားတွေသုံးပြီးတွေအကုန်လုံးကိုပတ်ဖန်းစီနေတဲ့စစ်ရှုံးကောင်စီကအဲ့ဒီရင်ရန်တရားတွေဒါမကဘဲနဲ့ဒီစပီးစီးနေတဲ့သူတွေကိုလည်းစပီးနဲ့ဒီဘဲနဲ့ပေါ့နော်ဘဲတီးတဲ့ဘဲနဲ့ရောင်ပြန်ပြီးမပါရင်ဒဏ်ငွေ1000အထိကောက်ခံတာမျိုးတွေရှိနေတယ်ဆိုပြီးတွေ့ရပါတယ်ဒီသတင်းပြည်စုံကိုလည်းကျွန်တော်တို့ကြည့်အောင်ပါဘကိုးတိုင်းပြည်မြို့မှာဂျွန်လ17ရက်နေ့ကနဝတိရက်ွက်ထဲကိုစပီးစီးပြီးတော့ပြန်လာတဲ့သူတအုပ်ကို အရက်ဝင်းနဲ့ဆိုင်ငယ်စည်းလာတဲ့စစ်ရှုံးကောက်စီတပ်ဖွဲ့ဝင်တွေကတားဆီးပြီးတော့စပီးမှာဒီဘဲမပါလို့ဒံငွေတပေါင်းတောင်းသွားတယ်လို့သိရပါတယ်အဲ့တော့စစ်ရှုံးကောက်စီကဆိုင်ငယ်တွေအပြင်ရိုးရိုးစပီးစည်းသူတွေကိုပါအကြောင်းမျိုးမျိုးပြပြီးတော့ဖမ်းဆီးပြီးဒံငွေတောင်းနေတာလို့သိရပါတယ်စပီးမှာဘဲမပါလို့စပီးနောက်မီးခွက်မပါလို့ဆိုပြီးတပေါင်းတောင်းတယ်စပီးကအစုပ်လေးပါဈေးဝယ်ပြီးအပြတ်မှာအခုလို့ဖမ်းခံရတာအရင်ရက်ကလည်းစပီးတွေကိုအခုလိုဖမ်းနေကြပေမဲ့မယုံခဲ့ဘူးအခုက ရက်ွက်တွေတဲကိုဝင်ပြီးတော့ငွေရှာနေတာဆိုပြီးမျက်မြင်တွေ့သူတဦးကဒီမြို့တော်သတင်းဌာနကိုပြောဆိုထားတာတွေ့ရပါတယ်အဲ့တော့ပြီးခဲ့တဲ့ဂျုံလ9ရက်နေ့ကလည်းဒီဆက်ပြီးမှရောင်းပြန်မပါလို့ဆိုပြီးတော့ရောင်းပြန်မီးမပါလို့ဆိုပြီးအလုတ်ကပြန်လာတဲ့သူတွေကိုဒဏ်ငွေရိုက်ခဲ့သေးတယ်လို့လည်းသိရပါတယ်ညအလုတ်ကအပြန်ပြည်တက်ကတူအရှိမဆက်ပြီးကိုတားပြီးတော့ရောင်းပြန်မီးမပါလို့ဆိုပြီးဒဏ်ငွေ1000တောင်းတယ်ည9နာရီလောက်ဆိုတော့ကြောက်ပြီးတော့ အလုတ်ကရတာလေးတွေပေးလိုက်ရတယ်ဆိုပြီးဒီဖန်းစီခံရသူတွေနဲ့နှိစက်သူတူကပြောပြပါတယ်ခင်ဗျာစစ်ရုံးကောင်စီရဲ့ပြူစောထီးတွေနဲ့ရဲတွေကအခြေခံလူရန်းသားတွေစီးတဲ့ဆိုင်ငယ်တွေကိုဖမ်းဆီးုံနေမှာကပဲနဲ့စပီးတွေကိုပါဖမ်းဆီးပြီးတော့ငွေရှာနေတာဖြစ်တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကပြည်မြို့အဝင်းနဝဒေးလမ်းစုံမှာလဲဆိုင်ငယ်ဒီနောက်ခြေနင်းဒီလူမပါဘဲနဲ့ချထားတယ်ဆိုပြီးတော့၃000ဒံငွေတောင်းတာကြောင့်ဖမ်းဆီးခံရသူကလည်း တပတ်တဲ့ချတာမလို့တသောကွဲနဲ့ဈေးစစ်ပြီးပေးခဲ့တယ်လို့သိရပါတယ်အဲ့တော့ဆရှုံးကောင်စီတပ်သားတွေဆရှုံးကောင်စီတပ်ဘက်ကပြူတွေလက်ပါစေတွေအောက်ဆွဲတွေဘလောက်ထိငတ်ပြတ်နေကြလဲပြည်သူလူထုကိုဘလောက်ထိဒုက္ခပေးနေလဲဆိုတာဒီလိုမျိုးအခြေခံအကြောင်းတရားတွေအခြေခံကြတဲ့သတင်းရင်းမြစ်တွေကိုကြည့်ရှုမယ်ဆိုရင်ကျွန်တော်တို့သိမြင်ရပါတယ်တော်တော်ကိုစိုးဝါနေတဲ့ဖြစ်ပါနောက်သတင်းတစ်ပုဒ်ကတော့ကချင်ပြည်နယ်ဘက်ကသတင်းမှာကချင်ပြည်နယ်ဖားကန်မြို့နယ်မှာဒီမော်စီစာလမ်းစုံမှာ စစ်ရုံးကောင်စီတပ်ကပြည်သူ၃ဦးကိုပြစ်ဒတ်ထားကြောင်းဒေသခံပြည်သူတွေကပြောဆိုတာကိုတွေ့ရပါတယ်။ဒီကနေ့ဂျွန်လာ၁၂ရက်နေ့မနက်၆နာရီချိန်လောက်မှာစစ်ရုံးကောင်စီတပ်ကတပ်ဆွဲထားတဲ့မှော့စီစာဖျားကုန်းအနီးမှော့စီစာလမ်းစုံမှာပြည်သူ၃ဦးရဲ့အလောင်းတွေကိုတွေ့ရှိခဲ့ရတာလည်းဖြစ်ပါတယ်။ရုပ်လောင်းတွေကတော့သွေးတွေခဲနေပြီးမနစ်ညကလေးကပြစ်ခတ်ခံရတာဖြစ်နိုင်ကြောင်းဒေသခံပြည်သူတွေကရှင်းပြပါပါတယ်ခင်ဗျာမနစ်ညကတနတ်တန်နေကြားရတယ်အခုမနဲ့အလောင်းမှာသွေးတွေခဲနေပြီးတော့ ပွဲစိတ်တွေရင်နေအောင်နေတယ်မနေ့ညကပြစ်တက်ထားတာထင်နေဆိုပြီးဒေသခံပြည်သူတို့ကလည်းပြောပြပါဗျာအကြမ်းမဆစ်ရှုံးကောင်စီတက်ကမေလနှောင်းပိုင်းကနေစတင်ပြီးမှော်စီစာဖျားကုန်းမှာစစ်ရှုံးကောင်စီတက်ကဝင်ရောက်တက်ဆွဲပြီးတဲ့နောက်မှာကြောင်စင်းတူဖို့ရေလောက်ကတဲ့အတွင်းမှာကုမ္ပဏီပိုင်ကားတွေအဆောက်အုံတွေကိုမိရှုဖျက်ဆီးမှုတွေလှုပ်ဆောင်နေတာဖြစ်ပါတယ်အရင်ရက်ကအဲ့ဒီဒီမှော်စီစာဖျားကုန်းမှာတက်ဆွဲပြီးတော့လက်ဖေးဆိုင် ထိုင်နေတဲ့ဆက်ရှုံးကောင်စီတပ်ဖွဲ့ဝင်၃ဦးအပြစ်ကတ်ခံရပြီးတော့၂ဦးသေဆုံးတဲ့တဲ့ရင်ကိုလည်းကျွန်တော်တို့ကြားသိရတာပါအဲ့ဒီနောက်ပိုင်းမှာဆက်ရှုံးကောင်စီတပ်သားတွေကပြည်သူတွေကိုပို့ပြီးတော့မဲလာတာတွေနောက်တစ်ခါခုလိုမျိုးဒီကုမ္ပဏီပိုင်ကားတွေကိုမီးရှို့တဲ့ဖြစ်စဉ်တွေကိုခက်စိတ်စိတ်ပို့ပြီးတော့တွေ့မြင်ရတာလည်းဖြစ်ပါလေခင်ဗျာဒါကတော့ Phuket ဒေသမှာရှိတဲ့ဆက်ရှုံးကောင်စီတပ်ရဲ့ဆိုရတဲ့လိုရက်တွေပါ နောက်ထပ်တစ်ခုကတော့ဒီကျွန်တော်တို့ဆက်ရှုံးကောင်စီတပ်ကလွန်ခဲ့တဲ့ သုံးနှစ်မှာသက္ကံမကြအောင်ခုခံနိုင်ခဲ့တဲ့မြန်မာထိုင်းနယ်စပ်စီမင်းအနီးကစစ်ရုံးကောင်စီတပ်ရဲ့ခြေကုပ်စခန်းဖြစ်တဲ့ဥက္ကဋ္ဌစခန်းကိုတော်လိုင်းတပ်ဖွဲ့တွေကဒီမနေ့ကဂျွန်လ17ရက်နေ့မှာနောက်တဲ့တစ်ကြိမ်စတင်ပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်နေပြီဖြစ်တယ်လို့သိရှိရပါတယ်အဲတော့ပြည်သူတွေသိရှိပြီးဖြစ်တဲ့အတိုင်းတက်ရှိ CEO ဆိုပြီးဝါရဖြန့်ရုတ်တံဇလန်ရိုက်ကူးတဲ့ဥက္ကဋ္ဌစခန်းပဲဖြစ်ပါတယ်အဲ့ဒီစခန်းတော့ဒုတိယကြိမ်မြောက်အဲတော်လိုင်းတပ်ဖွဲ့တွေကထိုးစစ်ဆင်နေတာပါ မကြခင်မှာတက်ရှိ CEO ကျိုးသွားပြီဆိုတဲ့ကောင်းစဉ်နဲ့ကျွန်တော်တို့သတင်းတင်ဆက်ရဖို့အချိန်နေတော့ရောက်ရှိနေတာပါအဲ့တော့အပြည့်အစုံကိုကျွန်တော်ဆက်ပြီးတော့နားဆင်ရအောင်ပါစစ်ကြောကောင်စီတက်ကတက်ရှိ CEO လို့အမည်နဲ့ဝါဒပြန့်စကားရိုက်ခဲ့တဲ့ဥက္ကဋ္ဌတက်စခန်းကိုတော်လိုင်းရေးတပ်ဖွဲ့တွေက2022ခုနှစ်ဇွန်လ26ရက်နေ့မှာပထမဆုံးတစ်ကြိမ်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်စခန်းရဲ့နေရာချုပ်ကိုသိမ်းပိုက်နိုင်ခဲ့ပေမဲ့အပိတက်မသိမ်းနိုင်ခဲ့ပါဘူးခင်ဗျာ အဲ့တော့ပထမဆုံးထိုးစည်းရဲ့၃နှစ်နီးပါးရှိလာချိန်မှာပဲဂင်းမြူသားစီယုံ KNU လက်အောက်ခံဂင်းဒီမြူသားလွတ်မြောက်ရေးတပ်မတော် KNL ဂင်းမြူသားကာကွယ်ရေးတပ်ဖွဲ့ KNDO နဲ့ PDF ပူးပေါင်းစစ်ကြောင်းတွေကအခုဒီချိန်ထပ်ပြီးတော့ထိုးစစ်ဆင်နေတာလည်းဖြစ်ပါတယ်။ဒါကြောင့်ဒီဒီချိန်ထိုးစစ်မှာ KNL ဥဆောင်ပြီးတော့တော်လိုင်းရေးတပ်ဖွဲ့တွေပူပြီးတော့ဆုံလာတာဖြစ်ပါတယ်။ဥက္ကဋ္ဌကတော့ဒီနေ့စတယ်ဆိုပြီးကရင်စစ်ရေးသတင်းမြစ်အူကအခြေအနေကိုပြောပါတယ်။ ဥက္ကဋ္ဌရွာဟာမြရီမြို့တောင်ဘက်ဒီလေးကော်ဒေတာနဲ့မြရီမြို့ရဲ့အရှိတောင်ဘက်ဝလီဒေတာကိုဆက်သွယ်ထားတဲ့ကားလမ်းကြောင်းပေါ်မှာတည်ရှိပြီးစစ်ရုံးကောင်စီရဲ့အဓိကတပ်စခန်းဟာဥက္ကဋ္ဌရွာရဲ့မြောက်ဘက်ရွာလမ်းမကြီးဘေးမှာတည်ရှိတယ်လို့သိရပါတယ်။ကေနလီနဲ့ဒေါ်လာအိတ်တပ်ဖွဲ့တွေဟာမြန်မာထိုင်းနယ်စပ်အနီးဥက္ကဋ္ဌတပ်စခန်းဒီတကြောအဲတပ်စခန်း ဘေးနားမှာရှိတဲ့ကျွန်တော်တို့အရင်ရက်ကတင်းစီထားတဲ့စခန်းတွေကိုပြောရမယ်ဆိုရင်ဘလဲတူကနေလေးရွှေအေးမြိုင်ဘေးရင်တော်မော်ခီတေဘောဘူးတက်စခန်းတွေကိုပြီးခဲ့တဲ့ရက်ပိုင်းမှာပဲဇက်တိုက်ဆိုလိုတိုက်ခိုက်ပြီးတော့သိမ်းပိုင်နိုင်ခဲ့တာဖြစ်ပါတယ်တချို့ဆိုရင်တနားရီနှစ်နာရီခံတဲ့စခန်းတွေတချို့ဆိုရင်တရက်ခံစခန်းနှစ်ရက်ခံစခန်းသုံးရက်ခံစခန်းတွေဆိုပြီးတော့နံပါတ်ပေးထားတဲ့စခန်းတွေဖြစ်ပါတယ်တောက်လျှောက်ကိုသိမ်းပိုက်ထားတာပါပထမအကြိမ်ဥက္ကဋ္ဌတက်စခန်းသိမ်းပွဲမှာတော့အချမ်းမဆက်ရှုံးကောင်စီက လေကြောင်းကနေအသက်တန်ကာကွယ်ခဲ့ရပြီးအထီးလဲနာခဲ့တယ်လို့ကရင်စီရေးသတင်းမြစ်နောက်တအူးကလည်းပြောပါတယ်။လေကြောင်းကနေအချင်းတရာကျော်ပြစ်ကူပေးခဲ့တယ်လို့မြေပြင်စစ်ကူတွေလည်းပို့ခဲ့ရတဲ့တိုက်ပွဲလို့သူကပြောပါတယ်ခင်ဗျာ။ဒါကပထမချိန်မှာကြီးကြီးမားမားဖြစ်ပွားခဲ့တဲ့တိုက်ပွဲပါ။အဲ့တော့တော်လိုင်းရဲတပ်တွေရဲ့ရဲတော်ကြားထိုးစစ်ဆင်ခဲ့ပြီးမဲ့မသိမ့်ပိုက်နိုင်ပေနဲ့တပ်တွေရုတ်သိမ်းပြီးမှတော့စစ်ရှုံးကောင်စီကဥက္ကဋ္ဌတပ်စခန်းပါမသွားလို့အောင်ပွဲအဖြစ်နဲ့တွေးကြော်ခဲ့ပါသေးတယ်ခင်ဗျာ။ အဲ့ဒါဥက္ကဋ္ဌတပ်စခန်းကိုတော်လိုင်းတက်တွေကမသိမ်းပိုက်နိုင်ခဲ့တာကြောင့်စစ်ရှုံးကောင်စီကဥက္ကဋ္ဌစခန်းကိုအောင်မြင်အောင် ခုခံကာကွယ်နိုင်ခဲ့တယ်ဆိုပြီးတက်ရှိ CEO ဆိုပြီးတော့စစ်တပ်ဝါဒဖြန့်ဇက်ကရိုက်ကူးခဲ့တာလည်းဖြစ်ပါတယ်အဲ့တော့ခန့်စီသူတို့စိုးမြတ်သူစာတို့ပါဝင်တဲ့ဇလန်းတပုတ်ဖြစ်ပါတယ်အဲ့တော့ဒီစခန်းကိုတော့အခုတစ်ချိန်ထပ်ပြီးတော့တိုက်ခိုက်နေတာဖြစ်ပါတယ်ခင်ဗျာအဲ့နောက်တဲ့သတင်းတပုတ်ကိုကျွန်တော်ဆက်ပြီးတော့သွားအောင်ပါ ရှမ်းပြည်နယ်မြောက်ပိုင်းမှာတရနယ်လီကသိမ်းပိုက်ထားတဲ့နမတူမြို့နယ်မန်လီကျေးရွာကိုစစ်ရှုံးကောင်စီတပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းဒေသခံပြည်သူချို့ရဲ့ပြောဆိုချက်ကိုကိုးကားပြီးတော့ခေတ်သစ်တရင်ဌာနကဖော်ပြထားပါတယ်။ဂျွန်လ12ရက်နေ့ဒီကနေ့မှာမနက်တနားဆယ်မိနစ်အချိန်မှာတစ်ကြိမ်မနက်တနား18မိနစ်အချိန်မှာတစ်ကြိမ်စုစုပေါင်း2ကြိမ်စစ်လေရင်နဲ့ဘုံကျဲခဲ့ပြီးပေါင်900ဘုံနှလုံးကျဲချသွားခဲ့ကြောင်းဘုံကျဲမှုကြောင့်ဘုံကြီးကြောင်းစာတင်ကြောင်းနဲ့ပြည်သူလူထုရဲ့နေအိမ်တချို့ ထိခိုက်ပျက်စီးသွားတယ်လို့သိရပါဗျ။အဲ့ဒီကြေးရွာကိုစစ်ရှုံးကော်စီတပ်ကတိုက်ပွဲဖြစ်ပွားတာမရှိဘဲနဲ့ပြည်သူလူထုကိုကိုရွေချက်ရှိရှိနဲ့ဥတီပြီးဘုံနေလာရောက်ကျဲချခဲ့တာလည်းဖြစ်ပါတယ်ခင်ဗျာ။မန်လီရွာစာတင်ကျောင်းနဲ့ဘုံကြီးကျောင်းကဘုံကျဲခံရတာအခုခောက်နေဆိုရင်၃ချိန်ရှိပါပြီ။2023ခုနှစ်ဒီဇင်ဘာလအတွင်းမှာတစ်ချိန်၊2024ခုနှစ်ဇန်နဝါရီလထဲမှာတစ်ချိန်အခုဆိုရင်၃ချိန်ရှိပြီ။စစ်အာဏာမသိငင်ကလည်းစစ်ရှုံးကော်စီတပ်ကမန်လီရွာကိုဝင်ပြီးတော့မိရှုခဲ့တာကြောင့်ဥတိအိမ်တဲ့မထူထောင်တော့ပဲ နေမြေတစ်ထွက်သွားသူတွေလည်းများတယ်အခုမနေ့ဘုံကျဲတာကြောင့်ပျက်စီးမှုအသေးစိတ်တော့အဆက်အသွယ်မရသေးလို့မသိရသေးဘူးဆိုပြီးတော့ပြောပါတယ်ခင်ဗျာဒါကတော့အကြမ်းမဆက်ရှုံးကောင်စီရဲ့ DNA လေးထိန်းချုပ်ထားတဲ့ဒေတာတွေကိုလေချောင်းတိုက်ခိုက်မှုဖြစ်စဉ်တွေပါအဲ့တော့နောက်ထပ်သတင်းကတော့ DDA မှာရှိတဲ့ဒီကွန်ပလိုင်းကျေးရွာအုပ်ချုပ်ရေးမှူးမင်းမြတ်သူကစစ်မှုထမ်းကြီးဖြစ်နေလူငယ်တွေရှိတဲ့မိသားစုတစုကိုငွေကြက်တသိန်းနဲ့ ်၅ယောက်ကြားလေးမရှိတဲ့မိသားစုတစုကိုငွေ၄000အထိတူးပြီးတော့ကောက်ဖို့အစည်းအဝေးခေါ်ပြီးတော့ပြောဆိုနေတဲ့သတင်းအကြောင်းအရာကိုရုပ်သံဖိုင်မှတ်တမ်းတဲ့တကွာအခုလိုမျိုးတွေ့မြင်ရပါတယ်ခင်ဗျာဒီရုပ်သံပြည့်စုံကိုလည်းကျွန်တော်တို့ကြည့်ရှုနားဆင်ရအောင်ပါဘာလို့ကကျွန်တော်အတိတ်ထဲမှာတော့ပြောဘူးဟုတ်ကဲ့ဟုတ်ကဲ့ဒီမှာရောက်နေပါလားဒူဟာကျွန်တော်ဒီမှာရောက်နေရောက်နေပြီဆိုတော့ဘုကိုလို့ဒီမှာကိုရဲ့ဟိုရ ်သိရလေးစနော်ဟိုကျန်ကျလေးလေးဆရာလေးလေးတရားကျန်စနေတရားချစအခုတဝက်တရားကိုကျွန်တော်ကြည့်ပါဘူးလေတဝက်ကျတော့မရောက်သေးရဲ့လားဘယ်မှာစိတ်ဆက်ကောင်းလို့မရဘူးဆယ်နေရီဘွာလေးရှိရဲ့ဆယ်နေရီဘွာလေးရှိရဲ့ဒါနဲ့ဘူလာလေးကြီးချက်ပါတော့တယ်ဒါကိုကျမ်းမှာပြော

ဟုတ်ကဲ့ပါဒါကတော့ ဒီကနေ့မနက်ခင်းမှာတွေ့ရတဲ့ထူးထူးခြားခြားသတင်းဖြစ်စဉ်တွေကိုကျွန်တော်ဝေယံတဲ့အတူဝိုင်းတော်သားတွေကစူးစီးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ပြည်သူအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာပြီးဆရာနာရှင်စနစ်ဆိုးလက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာ။ထူးခြားတဲ့သတင်းဖြစ်စဉ်တွေနဲ့အတူကျွန်တော်တို့နေ့လည်ခင်းမှာပြန်လည်ဆုံတွေ့ပါမယ်။ပြည်သူအားလုံးဆက်အနာရှင်စနေဆိုးလက်အောက်ကအမြန်ဆုံးလွတ်မြောက်ကြပါစေနေ့စဉ်နဲ့အမျှကျွန်တော်ရဲ့ YouTube Channel မှာလာရောက်ကြည့်ရှုကြတဲ့ပြည်သူတို့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်အဲ့တော့ ကျွန်တော်တို့ဒီနေ့မနက်သတင်းစုစည်းတင်ဆက်မှုကတော့ဒီမြတ်နဲ့အဆုံးသတ်ခွင့်ပြုပါခင်ဗျာကျွန်တော်ရဲ့မိသားစုဆက်ခံနေရခြင်းနဲ့လည်းဝင်ရင်းတို့မှာမိသားပြည်သူလူထုများအနေနဲ့ဖက်ပြီးကိစ္စမှာမျိုးတော်တည်းဖက်ပြီးရတယ်လူခုလူဝေးပြည်သူချင်းများမပြုလုပ်ကြဘူးတိုက်တွန်းမှုဟောဟပ်ပါတယ်ခင်ဗျာမိဝဲနေခြင်းနဲ့မိသားစုဆက်ခံနေရခြင်းအတွင်းမှာ ကိုယ်ကခင်ဗျာကိုယ်ကခင်ဗျာတင်မာတာမခံနိုင်ကြဘူးဘုရားရခင်အပ်ပါရခင်ဗျာကိုယ်ကဘုရားငောင်းတိုက်ပြီးခေတ်ပြန်လာရေငောင်းတိုက်ဆက်ထားရေလူရနာကိုကိုယ်ကမင်းလာချင်းဖြစ်စီခင်ဗျာမပြီးလို့ဖို့ကိုလည်းမေတ္တာရခင်တိုက်တွန်းလို့ဆက်အပ်ပါရခင်ဗျာဒါလို့ဘုရားဒီလိုလူများနေမဲ့မင်းရဲ့အိမ်ထဲမှာဘုရားရှင်ရဲ့ဂုဏ်ကြီးနဲ့မဖြစ်မနေဒီထားကြလို့ရပါတယ် အိမ်တိုင်းအိမ်တိုင်းမှာဘုန်းဆိုခြင်းနဲ့ခရုံးကြီးတွေသူပေးထားကြတယ်အခုလိုပြီးလို့ရပါတယ်ခင်ဗျာဒါကြောင့်မလို့ဒီနေ့အိမ်တွေမှာလေသာအိမ်မှာကာဝေနိုင်အတွက်ဘုန်းဆိုခြင်းနဲ့ခရုံးကြီးများမခုမလေးစတဲ့သူပေးထားကြဘူးတိုက်ပေါ်လို့တော့အပါခင်ဗျာအခုလိုမျိုး see say just what i do me choose a bit of me favorite it on so to a that we be said me call it cuz it tell you at me sara could you be my call a let me yeah you do it up be that the sunny yeah do i know you my dream of me can be yeah you know that sweet can be you ယုံကြည်သည်ဘာမတိကြည်သူကမွေးတဲ့အောင်စစ်သည်တိုက်ပွဲတိုင်းလဲတိုက်ခိုင်းနိုင်ရမည်ငါတို့အားကိုငါတို့မြေယုံကြည်ကိုစီအပ်တပေးကြတရေကောင်းပေါင်းတို့သည်သမိုင်းကြီးပြည့်စက်ပြေကြကတိပြုသင်စာတီဒီလူလူအပေါင်းဤစံသာပြရမည် Venga el nuevo truco, sí, también. จอมีเฟรเรดีเราสู้อัตแอัตแตวยเปเซมีดาวินโกซีแทนยวยจามีซาราคูนีเพมาทาวราแลตวยนีเยเยตวยตอกปีปีตัตติเตซานีเซนดูอานายูมยาเซบงยูเทมีเนปัญญาเนซเวแพซีนีเยวจีดีบามาที Thank you. tribute this adi dilu about me send up to ya ni nai ngano go to sit ya ni hey